Oppo ရဲ့ Reno 30နဲ့ 30F နဲ့အတူပြတ်ထလာတဲ့ ColorOS 15ကကျွန်တော်တို့အတွက်ဘာတွေအသုံးဝင်လဲတကယ်ရောပိုကောင်းလာတာဘာတွေထူးခြားလဲဆိုတာကိုဒီနေ့ video တွေမှာပြောပြပေးပါမယ် Oppo ကတော့ဒီ ColorOS 15ကို Smart and Spoo ဆိုပြီးတော့နာမည်ပေးထားတယ်ပေါ့နော်သူတို့နာမည်ပေးထားတဲ့အချိန်မှာဖုန်းကိုသုံးတဲ့အချိန်မှာပေါ်လာတဲ့ animation တွေကတော်တော်လေးကိုစမှုဖြစ်လာတယ်ပေါ့နော်ဘယ်နေရာမှာတိတာလဲဆိုရင် application တစ်ခုကနေထွက်ပြီးတော့တစ်ခုကိုဝင်တဲ့အချိန်မှာအရန်တိတာတယ်အခြား Android OS တွေမှာကဒီလိုမျိုး application တစ်ခုကနေထွက်ပြီးတော့နောက်တစ်ခုကိုဝင်မယ်ဆိုရင်သူတို့ကထွက်တာအရင်လုပ်တယ် ပြီးတော့မှဝင်တာလို့တယ်စတက်နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မျက်စိထဲမှာကနည်းနည်းလေးလက်နေတယ်ဆိုရဲခန်းစားချက်ကိုရတယ်ဒါပေမဲ့ဒီ color wave 50မှာတော့အဲ့လိုမဟုတ်ဘူးသူကထွက်တာကိုဝင်တာဟုတ်တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာစတက်တစ်ခုတည်းနဲ့ပဲလောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့မျက်စိထဲမှာအရန်လက်နေတယ်ဆိုရဲခန်းစားချက်ကိုမရတော့ဘူး seamless ဖြစ်တယ်ပေါ့ဖုန်းကိုသုံးတဲ့ချိန်မှာပို့ပြီးတော့ smooth ဖြစ်တာလေကိုကျွန်တော်ကပြောချင်တာဒါကဘာကြောင့်လဲဆိုတော့သူရှိမှာသုံးထားတဲ့ luminous rendering engine နဲ့ trinity engine ကြောင့်ပေါ့နော်ပြီးကြတော့ trinity engine ကကျွန်တော် background မှာရှိတဲ့ app တွေကို82နာရီပြင်မှာပြန်ပြီးတော့ဝင်သုံးမယ်ဆိုရင်လည်း သုံးလို့ရအောင်လုပ်ပေးတယ်ပြောချင်တာကတော့ဖုန်းမှာပါတဲ့ hardware တွေကိုပို့ပြီးတော့ automatize ဖြစ်အောင်လုပ်ပေးတာဖြစ်တဲ့တဲ့ကြောင့် battery ကလည်းပို့ပြီးတော့ efficient ဖြစ်လာတယ်နောက်ပြီးတော့ DLR 50မှာက all in zone display feature အစ်စ်လေးတွေ lock screen feature အစ်စ်လေးတွေတော်တော်မှဆုံးဆုံးလင်းလင်းပါလာတယ်ပေါ့နော်ကိုက lock screen မှာ font size ကိုတေးချင်တာကြီးချင်တာအကြောင်းလေးပြောင်းချင်တာပြီးတော့စာသားတွေကို dab လုပ်ချင်တာတိုက်တာလုပ်လို့ရတယ်ပြီးတော့ wallpaper လေးတွေကလည်းတော်တော်လေးလှတယ်ပေါ့နော်အဲ့တော့ဒီ all in zone display နဲ့ lock screen feature ဒီလောက်ဆုံးဆုံးလင်းလင်းပါတာက color web 50မှာရှိသေးတယ်လက်ရှိချိန်မှာအခြားသော OS တွေကသူ့လောက်မဆုံးသေးဘူးနောက် ပြီးတော့ဒီ Colorway 50မှာက iPhone ရဲ့ Dynamic Island လို့မျိုး Aqua Dynamic ဆိုတာလေးပါလာတယ်။ဒီ Aqua Dynamic ကတော့ Dynamic Island လို့ပါပဲ။ကျွန်တော်ဖုန်းရဲ့အပေါ်ဘက်မှာအဲလို Island လေးတစ်ခုရှိတာပေါ့နော်။အဲ့မှာကျွန်တော်တို့ application ၃ခုလောက်ကိုတစ်ချိန်ထဲမှာပြပေးနိုင်တယ်။အပြီးကျတော့သူကအခြားသော OS တွေလိုမျိုးအဖြစ်သဘောမျိုးထည့်ပေးထားမဟုတ်ဘူးပေါ့နော်။တော်တော်လေးအသုံးဝင်တယ်။ animation လေးရတယ်တော်တော်လေးမိုက်တယ်။နောက်ပြီးတော့ပြောင်းလဲသွားတာကတော့ icon လေးတွေရတယ်နည်းနည်းလေးလုံးသွားပေါ့နော်။ round edge နည်းနည်းဖြစ်သွားတယ်။ သူရဲ့အမြင်ပိုင်းကပြောင်းလဲတာတော့ဒီလောက်ပဲအခြားသော feature လေးအကြောင်းပြောလိုက်အောင်နောက်ပြီးတော့ oblack corner ဆိုတာလည်းပါလာတယ်အဒီကောင်လေးက file တွေကို transfer လုပ်တဲ့နေရာမှာတုံးတယ်ပေါ့နော်ကိုက oppo ကနေပြီးတော့အခြားသော android phone တွေကို file transfer လုပ်မယ်ဆိုရင်လည်းတုံးလို့ရလို့ iphone တွေကိုပါ file transfer လုပ်မယ်ဆိုရင်လည်းတုံးလို့ရတယ် iphone တွေကို file transfer လုပ်ချင်တယ်ဆိုရင်တော့ oblack corner ဆိုတာလေးကိုတော့တောင်းထားမှရမယ်သူကဘယ်လိုအလုပ်လုပ်တာလဲဆိုတော့မချိတ်ခင် discover လုပ်တဲ့အချိန်မှာကတော့ bluetooth ကိုတုံးတယ် အချိတ်ပြီးသွားလို့ file ကိုတကယ် transfer လုပ်ပြီဆိုရင်တော့ wifi ကိုတုံးတာဖြစ်တဲ့အတွက်ကြောင့်ရိုးတန်းတန်းတာမန် bluetooth နဲ့ပုံနေကူးတာတဲ့ဆိုင်အများကြီးပုံမြန်တယ်ပေါ့နော်မိတ်ဆွေတို့သိပါပါ bluetooth နဲ့ပုံတပုံကူးမယ်ဆိုရင်ဘယ်လောက်တောင်ကြာလဲဆိုတော့တို့က bluetooth မဟုတ်တဲ့အတွက် wifi နဲ့ဆိုတော့အများကြီးမှအများကြီးပုံမြန်ပါတယ်ဒီ colorwave 50မှာက ai feature အသစ်တွေလည်းပါလာတယ် photo နဲ့ပတ်သက်တဲ့ ai feature တွေဆိုရင်တော့ကျွန်တော်တို့ resolution နဲ့တဲ့ဓာတ်ပုံတွေကို resolution ပိုကောက်လုပ်ပေးတဲ့ ai culinary enhancer လိုမျိုး ပြီးတော့ကျွန်တော်ဓာတ်ပုံတွေရိုက်လိုက်တဲ့အချိန်မှာလက်မငြိမ်လို့ဝါးသွားတယ်ဆိုရင်ပြန်ကြည့်အောင်လုပ်လို့ရတယ် AI Umbra လိုမျိုးနောက်ပြီးတော့ကျွန်တော်ဓာတ်ပုံတွေမှာပါတဲ့အမှန်အရေးတွေကိုဖျောက်ပေးနိုင်တယ်ဗောနော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကမှန်ပုံတွေမှာရှိတဲ့ PC တစ်ခုကိုကျွန်တော်ဓာတ်ပုံရိုက်လိုက်တယ်အဲ့တော့ဓာတ်ပုံထဲမှာကမှန်အရေးပါလာတယ်အဲ့ဒါကိုကျွန်တော်ကမလိုချင်ဘူးဆိုရင်ဒီ AI Reflection Remover လေးကိုတုံးပြီးတော့ဖျက်လိုက်လို့ရတယ်နောက်တစ်ခုကတော့အရင်တော့က Pixel ဖုန်းတွေမှာပါတဲ့ Group Photo တွေရိုက်တယ်ဆိုရင်အချို့တွေကမျက်လုံးတွေဒီလိုမှိတ်သွားရရှိရဗောနော်အဲ့ဒါမျိုးမဖြစ်အောင် Perfect Shot လိုမျိုး AI feature တွေလည်းထည့်ပေးထားတယ် အဲနောက်ဆုံးတစ်ခုကတော့ AI eraser ပေါ့နော်ဒါကတော့လူကြီးတော်တော်များများသုံးကြတယ်နောက်ပြီးတော့ Colorway 4D မှာတွေကလူကြိုက်တော်တော်များခဲ့တဲ့ AI Studio လည်းဒီမှာထည့်ပြီးတော့ထည့်ထားပြီးတယ်စာကဲဒီစိုက်ကလည်းဒီမှာသုံးလို့ရတယ်ပေါ့နော်ဒါတွေကတော့အထူးလည်းကျွန်တော်တိတ်ပြီးတော့ရှင်းပြမနေတော့ နောက်ပြီးတော့ smart slide ပါမှာ AI tool box ကိုထည့်ပေးလိုက်တယ်။အဒီ AI tool box ကကျွန်တော်တို့ AI summary တို့ AI write တို့ AI speech ဒီလိုမျိုး AI feature တွေကိုကိုသုံးနေတဲ့ application ကိုကြည့်နေတဲ့ content ကိုကြည့်နေတဲ့ website ပေါ်မူတည်ပြီးတော့ auto suggest လုပ်ပေးရပါတော့။ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ website တစ်ခုလည်းဝင်ကြည့်တဲ့အခါမှာဒီ smart slide ပါမှာရှိတဲ့ AI tool box ကကျွန်တော်တို့ AI summary ကိုတခါတည်း auto suggest လုပ်ပေးရပါတော့။အဲ့ခါကျရင်ကျွန်တော်က AI summary ကိုနှိပ်လိုက်တဲ့အခါကျရင်ဒီ website မှာရှိတဲ့စာတွေကိုအစအဆုံးလိုက်ဖတ်နေတာမလို့ပဲနဲ့ဒီ AI summary ကကျွန်တော်တို့ summarize လုပ်ပေးလိုက်တော့ကျွန်တော် short to the point main point တွေပဲဖတ်လိုက်ရုံပဲဒီချက်လေးကလုံးဝ convenient ဖြစ်တယ်ပေါ့အဲ့တော့ဒီ video က color web fit ပြီးမှပါလာတဲ့ feature အစ်စ်လေးတွေပြီးတော့တော့ပို့ပြီး smooth ဖြစ်လာတဲ့ animation တွေပိုက်လာတဲ့ပြီးတော့အခြားအသုံးဝင်တဲ့ AI feature အစ်စ်လေးတွေပါလာတာကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီ color web 15ကအရင်က track ခဲ့တဲ့ color web 14နဲ့ဆိုင်ပိုကောင်းလာတာဆိုတာကိုလက်ခံလားဆိုတာကိုအောက်က comment တွေမှာရေးပေးခဲ့ပါအောင်လို့ပြောနေမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောက်ခံပါ